အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကကမ်ပါကိုအသုံးပြုပြီးတော့ဆိုရှယ်မီဒီယာအတွက်တပ်ပုံတပုံဘယ်လိုလုပ်လို့ရမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဗီဒီယိုဆုံးထိလိုက်ကြည့်ပေးပါဒီအောက်မှာအရေးလေးထည့်ပါမယ်အရေးထည့်ဖို့အတွက်ဒီ elements မှာ share လို့ရိုက်ချပါမယ် အန်ဒာစီယောကျွန်တော်ဒီအလေးကိုယူလိုက်ပါမယ်စက်ကလေးဒီအောက်ကိုဆွဲကြမယ် အာဒီ share တော့နည်းနည်းလေးမိန်နေတဲ့အတွက်ကြောင့်နောက်ထပ် share တော့တစ်ခုပြောင်းကြည့်ပါမယ်အာကျွန်တော်ဒီကောင်လေးကိုယူကြည့်ပါမယ် okay ပြီးရင်ကျွန်တော် coffee ကွက်ကဆောင်းဆောင်းလေးဆိုတော့ရိတ်ကိုလည်းနည်းနည်းလေးဆောင်းပါမယ် ။โอเคဒီလောက်ဆိုရင်အဆင်ပြေပါပြီ။ဒီတိုင်းလေးအဆင်ပြေဆိုရင်ကျွန်တော်တို့အပေါ်ကစာထည့်ပါမယ်။ဒီတော့ကြောင့် task ခေါ်နေပါ။ text ပြီးရင် heading အာဒီမှာ flux လို့ရိုက်ပါမယ်ကျွန်တော်တို့ဒီကောင် false time ပြောင်းပါမယ်အဲ့တော့ကျွန်တော်တစ်ချက်လေးပြီးရင်ဒီ false ဆိုတာကိုနှိပ်ပါ ဒီကောင်းလေးပဲထားပါမယ်ပြီးကျွန်တော်တို့ဒီစာဝဲ duplicate ထည့်လုပ်ပါမယ်အဲ့ဒါကြောင့်ဒီကောင်းတစ်ချက်ကလေး duplicate ဒီမှာစာပြောင်းပါမယ်

ဒီကောင်လေးပဲထားပါမယ်။ပြီးရင်ဒီကောင် site နည်းနည်းကြည့်ပါမယ်။ဒီဘောကောင် site သေးပါမယ်။ လောက်လောက်လေးထားပါမယ်ပြီးရင်ဒီကောင်တစ်ချက်ကလစ် effort ဒီကောင်လေးထားပါမယ်တစ်ချက်ကလစ်ပြီးရင်နောက်က share ကိုအရင်ပြောင်းပါမယ် share 쉐로 메웨 타밤에 피지로 업사고 내내 두와메 ဒီမှာအရေးလေးသေးတော်တာကြီးတော်တာမြင်ရပါလိမ့်မယ်လောလောလေးထားပါမယ်ပြီးရင်ကျွန်တော် transparency နည်းနည်းထိုးပါမယ် ပြန်ကျွန်တော်တို့ဒီအရေးရဲ့ direction နည်းနည်းပြောင်းပါမယ်။ direction အောက်တက်တဲ့ပဲထားပါမယ်။ဒီစလုံးရဲ့အောက်တက်တဲ့ပါ။ offset ကိုနည်းနည်းပြန်သေးပါမယ်။ โอเคဒီလောက်ဆိုရင်ရပြီလို့ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဆုံးထိကြည့်ပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်။ Like and Subscribe လုပ်ဖို့လည်းတောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။